အားလုံးမင်္ဂလာပါဗျကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျဒီနေ့မှာတော့ပစ္စည်းအရာဝတ္ထုအားလုံးကိုထိန်းချုပ်နိုင်တဲ့လေကျင်းစင်လင်းတစ်ခုနဲ့မိတ်ဆွေများကိုမျှော်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လေကတိုင်းကျင်းစင်ကိုကျွန်တော်တင်စားလိုက်ပါတယ်အဲဒီကျင်းစင်လေးကိုကျွန်တော်ဆောင်းမတစ်ခုမှတွေးခဲ့တာပါပထမဆုံးတွေးတွေ့ချင်းတော့တရားကိုရေးတဲ့သူကခေါတော့တောက်နဲ့တရုတ်တန်းကတည်းကကြည်တာများသွားပြီးတော့ကျွန်တော်စိတ်ထဲမှာထင်ပြီးအဲ့လိုနည်းနည်းဟားကျင်ခဲ့တယ်ရည်လဲရည်ကျင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်လည်းအဲ့လိုကျင်းစင်နေကြည့်ရင်တော့တိတ်ဝါသနာပါတယ် အဲ့လိုဘလို့ကြီးစီမျိုးမဆိုအကုန်ကျွန်တော်အကုန်ရှောက်ကြည့်ပါတယ်အဲ့တော့ဒီဟာလေးကိုလည်းကျွန်တော်စိတ်ဝင်တစားနဲ့ကျွန်တော်ဟောကျွန်တော်စမ်းစမ်းကြည့်တယ်ပုံပြောဒါပေမဲ့စိတ်ထဲမှာနည်းနည်းထူကြတယ်လို့ခံစားရတယ်ဒါကြောင့်မိတ်ဆွေများလည်းထူကြမရှိမရှိသိချင်ကျွန်တော်ခုပြောပြလိုက်တယ်ကျင့်လို့ရပါတယ်အဲ့တော့သူကျင့်တယ်ဆိုပေမဲ့ကျွန်တော်အရင်ကျင့်တဲ့တို့ရှောင်းဆောင်းအောင်လည်းမလို့ရက်တိကြလည်းမလို့အဲ့တော့နေရာလည်းရွေးစံမလို့ဘာမှကိုလုံးစရာမလို့သူဘလို့ကြည့်ရနေဆိုတော့ကျွန်တော်တို့ကသူကလေကိုထိန်းချုပ်မှဖြစ်ပါတယ် လေကိုထိန်းချုပ်ပြီးတော့အရာဝတ္ထုတွေကိုကျွန်တော်ပြန်လည်ပြီးတော့အဲသူ့ဟိုထိန်းချုပ်လို့ရပါတယ်။ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ကလေကိုထိန်းချုပ်မှာဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာကျွန်တော်တို့ရဲ့ဒီ power မှာကျွန်တော်လေအားတွေရှိဖို့လိုတယ်။အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကလေတိုက်တဲ့နေရာတွေဥပမာကားတွေစီးတဲ့အခါမျိုးအဲဆိုင်ကယ်တွေစီးတဲ့အခါမျိုးကျွန်တော်တို့ဟိုဟာမန်နေတို့တခြားမျိုးဆိုပိုစင်းပြင်းเนาะဆိုင်ကယ်တွေစီးလို့ရတော့ဆိုင်ကယ်နဲ့လေတွေတိုးတယ်ဟုတ်အဲ့ဒါကိုကျွန်တော်တို့က အိုက်မတင်ကိုကျွန်တော်တို့ကကျင့်လို့ရနေပြီအဓိကတော့ lady တိုးတဲ့နေရာ lady တိုက်တဲ့နေရာနေတဆိုတဲ့ကိစ္စမရှိဘူး lady ရမ်းတိုက်တယ် lady တိုက်တဲ့နေရာကိုလေးကိုကျွန်တော်လေးစံပေါ့နော်လေးစံဆိုတော့လေးရဲ့ဖြောင်းဖြောင်းမြန်ကျွန်တော်ကျွန်တော်တို့ကျွန်တော်လေးစုံမဟုတ်တော့လေးစံပေါ့အဲလေးရကိုတိုက်နေဆိုတော့အဲလေးကိုတိုက်နေပုံစံမျိုးတင်မှာထပ်ပါလို့လေးရကိုတိုက်နေတယ်အဲ့ဒီတိုက်နေအောင်ကိုကခြေစုံလေးရက်ပြီးတော့လက်နှစ်ဖက်ကိုဆန့်ဆန့်တန်းလိုက်မယ်ဆန့်တန်းလိုက်ပြီးတော့ဒီ ဒီစကြဝဠာတွေမှာရှိတဲ့လေတွေအားလုံးလေအင်အားတွေအားလုံးလေတက်တွေအားလုံးလေစွမ်းတွေအားလုံးကငါခန္ဓာကိုယ်တွေကိုရောက်လာစေဆိုပြီးဒီလိုမျိုးပပဇက်နဲ့သုံးချိန်သုံးခါပြောပြီးတော့စိတ်နဲ့ကျွန်တော်တို့အဲ့လေတွေအားလုံးဆုပ်ယူအောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်တွေကို လေတွေအားလုံးဆုပ်ယူသွားတယ်ဒီဟာမျိုးတွေကကျွန်တော်ကတော့အစတော့ဟာကျွန်တော်တို့နဲ့ပေါ့အဲ့နောက်တော့မှသူကတည့်ရနေ့တော့ကိစ္စမရှိဘူးဒါပေမဲ့3 4ရက်အဲ့လို သုံးလေးငါးရဲ့နည်းနည်းကြာတဲ့အခါမျိုးမှာဟုတ်တယ်ကျွန်တော်ကျွန်တော်ခန္ဓာကိုယ်ကျွန်တော်တို့လက်လေးတွေကိုယ်ကြီးဆန့်ဆန့်ကြည့်လိုက်ပါအဲတခုခုအဆောင်အားတွေရနေတယ်လို့စိတ်ထဲမှာခံစားရတယ်အဲ့လိုမျိုးသူသူသူရေးထားတဲ့ကျင်းသူရေးထားတဲ့ကျင့်စဉ်လေးကတော့တူတူလေးပဲအဲ့လိုမျိုးလေးဆုပ်ယူမယ်ဆုပ်ယူပြတာနဲ့သူသူ့ရဲ့ကျင့်စဉ်မှာတော့6လနဲ့6နှစ်ထိကြာနေတယ်လို့ပြောပါတယ်ဘာဖြစ်ဖြစ်သူကတနည်းနည်းနည်းတနည်းနည်းနည်းဆုပ်ယူရမှာလို့ပြောပါတယ် ဒါလေးပဲကြည်စင်ရဒါပဲဘာမှထူထူလုံးစရာမလိုဘူးအဲဒီကြားထဲမှာကိုကဘာသာရေးလို့လို့တရားရေးပိုင်ထိုင်ထိုင်နေဆိုလို့ရှိရင်လေတဲ့အခုတိုင်ပဲလေးတဲ့တဲ့နေရာမှာထိုင်ပြရမှာလေးစုံတဲ့တဲ့နေရာမှာထိုင်ပြမယ်တုံးဖို့ပန်ကားအုပ်လေးထိုင်ရင်လည်းရတာပဲပန်ကားလည်းလေးတိုက်တာပဲနော်အဲ့တော့ဒါမှမဲ့သူကတော့တဘာဝလေးကိုကျွန်တော်တဘာဝလေးကိုသူကရရရစေချင်တယ်ပေါ့ကျွန်တော်တို့လေးတဲ့နေရာမှာတရားထိုင်မယ်ထိုင်ပြီးတော့ထိုင်မှလည်းအဲ့ဒါပဲလေးတွေဝင်သွားတယ်လေးတွေထွက်လာတယ်လေးတွေဝင်သွားလဲလေးခန္ဓာကိုယ်တို့ ဝင်သွားလဲလေးခန္ဓာကိုယ်တော့ထွက်သွားလဲလေးခန္ဓာတော့ပြောင်းလာလဲလေးခန္ဓာကိုယ်တော့ထွက်သွားတယ်ဒါလေးပဲသူကမှန်မှာဖြစ်တယ်ကျွန်တော်ဘာမှမမှတ်ဆရာမလို့လေးတွေဝင်လာလဲလေးတွေထွက်သွားတယ်ဒါဒါဆိုလို့ရှိရင်ဒီဟာဒီဟာလေးကကျွန်တော်ဘယ်အောင်ခြေခံနေဆိုတော့အာနာပါနောတော့ပြီးခြေခံနေလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ဒီတရားထိုင်တဲ့နေရာမှာလဲဝင်လေထွက်လေကိုပဲမှတ်တာပဲဒီအသက်ရှူတာကိုပဲမှတ်တာပဲအော်အခုလဲသူ့ရဲ့ သူ့ရဲ့လေကတိုင်းကျင့်စဉ်ကလေကိုပဲမှတ်တာပေါ့နော်လေလေးကဝင်သွားတယ်လေကထွက်သွားတယ်ဒီဟာလေးကိုကျွန်တော်တို့ကကျွန်တော်ခန္ဓာကိုယ်တို့လေဝင်လိုက်ထွက်လိုက်လေကိုသူကပြန်မှတ်တာဖြစ်ပါတယ်အဲ့မှတ်တဲ့နေရာမှာလဲသူကနေရာပုံစံအတိုင်းတော့ပုံစံကတော့ဘလိုပုံစံနေနေဆိုတော့တော့ပြောထားတယ်အဲဒါမဲ့ကျွန်တော်ကတော့ဒီဘိုးလို့ထိအောင်လို့ပေါ့နော်တရားထိုင်တယ်လို့ထိုင်ပြီးတော့ရှုမှတ်ရင်ဘိုးလို့အဆင်ပြေမယ်လို့ကျွန်တော်ထင်ထင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တွေဒီ ကပနန်းရှူကလည်းရောက်သွားမယ်ပေါ့နော်ဘာဖြစ်ဖြစ်တရားတွေကတော့ကျွန်တော်လေးလေးလေးကတိုင်းတော့လေးကတိုင်းကျင့်စဉ်လို့ပြောတယ်ပေါ့နော်လေးကတိုင်းကျင့်စဉ်လေးတွေအားလုံးကိုထိန်းချုပ်တယ်ပြီးရင်အရာဝတ္ထုအားလုံးကိုပြန်ပြီးတော့ထိန်းချုပ်တယ်ဟုတ်ပြီအဲ့လိုမျိုးလေးတွေတရက်၂ရက် တပတ်နှစ်ပတ်တစ်လနှစ်လအဲ့လိုမျိုးလပေါင်းကြာလာတဲ့အခါမျိုးမှာတဲ့လေဒီအားလုံးကကျွန်တော်တို့ဒီဆက်ကြောက်ရတာမှရှိရင်လေဆောင်အားတွေလေတကိုးတွေအဲ့ဒါအရာကျွန်တော်တို့ခံရကောင်ကိန်းအောင်နေပြီးတော့ဘလို့ဘလို့လေးပြန်သုံးချမလဲဆိုတော့ဥမာဖျောင်းနိုင်မီမီတန်ကိုကိုနဲ့15ပေပင်20กว่าလေးမှာထုံးနှက်လိုက်မယ်ကိုကအဲ့ဒါလေးကိုလှမ်းမုတ်လိုက်မယ်ဒါဆိုရင်အဲ့မီကအလွယ်တဲ့လူကပဲငိမ့်သွားတယ်ဒီတဲ့ပို့ပြီးတိကျကြတိကျရင်ရီဘူးတပူကိုထောင်နှက်လိုက်မယ်ကိုက 15ပင်ပင်20လောက်กว่าနေဘူးအဲ့ရေဘူးကိုလက်ကလေးနဲ့ရမ်းရမ်းလိုက်တာမျိုးဒါမှမဟုတ်ပါဇက်နဲ့လေးမုတ်ထလက်မျိုးဒါမှမဟုတ်လေကိုယ်စိတ်တည်းကနေပြီးတော့ငါရဲ့လေးစွမ်းကြောက်ဒီလေးဘူးဒီရေဘူးကလဲကျသွားပြီဈေးဆိုပြီးတော့လက်နဲ့တွန်းလိုက်တာမျိုးလက်နဲ့ရမ်းလိုက်တာမျိုးပါဇက်နဲ့မှုတ်လိုက်တာမျိုးတခုခုလှုပ်လို့ရတယ်အဲ့လိုမျိုးနေတယ်ပြန်ထင်းချိုးလို့ရပါတယ်ဒီအမျိုးကိုဒီသူပြပြခဲ့အရာတော့တိပက် တိဘက်ကဘုန်းကြီးတစ်ပါးရေဟိန္ဒူဘုန်းကြီးတစ်ပါးရေအောင်မြင်ခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့နာမည်တိကျတော့ဖော်ပြထားခြင်းတော့မရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီကျင့်စဉ်လေးကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ဘာဘာမှလည်းခက်ခခြင်းလည်းမရှိဘူးဘာမှလည်းကုန်ကြလည်းမရှိဘူးအဲ့တော့ရှောင်းရှောင်းလေးလည်းဘာမှမလိုဘူးအဲ့တော့ကျွန်တော်တို့အခုနကျိုးသူအခုနလို့သူလေတဲ့ဝင်သွားလိုက်ထွက်ထွက်သွားလိုက်ဆိုတော့သူကတော့ဘယ်လိုပုံစံနေနေအဲ့လိုမျိုးရှုခိုင်းပါလေအဲ့လိုမျိုးပြန်ပြီးတော့စိတ်ထဲမှာမခိုင်းနေပေါ့နော်သူကတော့ ိုင်နေဖြစ်စေထမင်းစားနေဖြစ်စေအိတ်နေဖြစ်စေခိန်းစောနေဖြစ်စေဘလို့အချိန်မျိုးပါပဲဖြစ်ဖြစ်သူကဒီလိုမျိုးပေါ့ဟာလေလေခဏကတော့ဝင်သွားတယ်ထွက်သွားတယ်လေခဏကတော့ဝင်သွားလဲထွက်သွားတယ်အဲ့လိုမျိုးသူကပြန်ပြီးတော့ရှုတ်မှတ်ခိုင်းတယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ကပိုးပြီးထိရောက်သွားအောင်တရားထိုင်တယ်လို့ထိုင်ပြီးဒါရှုတ်မှတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရေတမထအားတွေကပေါပေါရောက်ပြီးတော့ကျွန်တော်တို့ဒီဆုံးအားတွေတက်လာမယ်လို့ကျွန်တော်တို့အပြည့်အဝယုံကြည်ပါတယ်မိတ်ဆွေများလည်း အခုလိုမျိုးကျင့်စဉ်လေးကိုစိတ်ဝင်စားလဲဆိုလို့ရှိရင်လိုက်လံကြင့်ကြံလို့ရပါတယ်အဲ့တော့တပတ်နှစ်ပတ်တွင်းမှာထူးခြားမှုရှိလေရင်လည်းကျွန်တော်ခုံးမှာလာပြီးပြောပြောလေးပါအောင်ဗျဒါမှကျွန်တော်လည်းနောက်လူတွေဆက်ပြီးပြောလို့ရအောင်လို့ပေါ့နော်ဒါမှကျွန်တော်လည်းဆက်လို့ကြီးညင်လို့ရအောင်လို့အဲ့တော့ကျွန်တော်လည်းအခုစမ်းသပ်နေတယ်ကျွန်တော်မိတ်ဆွေများလည်းစမ်းစမ်းသပ်ကြည့်ပါဘာမှမခက်ဘူးအရန်လွယ်တယ်သွားရင်းနဲ့ဖြစ်ဖြစ်အလုတ်သွားရင်းနဲ့ဖြစ်ဖြစ်အလုတ်ပြန်ရင်းနဲ့ဖြစ်ဖြစ်ကားနဲ့သွားသွားဆိုင်ကနေသွားသွားဆက်ပြီးနေသွားသွားလမ်းပဲရှောက်ရှောက်လေတွေကတော့ကျွန်တော်တို့ကျွန်တော်တို့ တိုက်တယ်ဟုတ်လေတက်လို့ရှိရင်အဲ့ဒါလေလေတက်တဲ့ပုံနောက်နှစ်ဖက်လေးစန်တန်းပြီးတော့လေဒီအာလုံးငှက်ခဏကိုတည်းဝင်လာပါစေကဘာပြင်းကြီးမှာရှိတဲ့လေဆောင်းကနေအာလုံးငှက်ခဏတည်းဝင်လာပါစေလေဆောင်းကလေလေတကိုးတွေရရရှိပါသေးဆိုပြီးတော့ဒါမျိုးလေးကိုပြောတတ်လို့ပြောလို့ရတယ်ကျွန်တော်ကျွန်တော်ပြောကျွန်တော်ပြောသလိုမဟုတ်ဘူး तू ကတော့ဟိုတခုံးနဲ့ပြောတယ်မဟုတ်လားဒီစကြဝဠာမှာရှိတဲ့လေဆောင်းအားများငှက်ခဏကိုတည်းကိုရရှိပါစေဆိုပြီး तू ကတော့အဲ့လိုမျိုးပဲစာထဲမှာတော့ပါတယ်ဒါမဲ့ဒီလေလေဆောင်းအားလေ လေးတကိုးလေးလေးရဲ့ power တွေအဲ့တော့ကျွန်တော်တို့ခန္ခန္ဓာတွေခန္ဓာကိုယ်တက်ကိုရောက်လာဖို့လိုတယ်ပေါ့နော်ကျွန်တော်ခန္ဓာကိုယ်တက်ကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကျင်တဲ့အရာဝတ္ထုအားလုံးကိုပြန်လည်ပြီးတော့ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်အဲသူသူသူရဲ့ကျင်းစဉ်အရာတော့ဒီပေါ့မြော့သွားတဲ့ဒီဘက်ဘက်ကဘုံကြီးတစ်ပါးကတော့လေမုန်နိုင်နေတိုက်တဲ့ခါမျိုးမှာတော့မှပဲအဲ့လေကိုတွန်းဖိုင်နိုင်တယ်လို့ဆိုပါတယ်လေမုန်နိုင်တိုက်တဲ့အဲ့လေကိုတွန်းတွန်းဖိုင်နိုင်တယ်အဲ့တော့လေးနဲ့ပတ်သက်တဲ့အရာအလုံးကိုသူထိန်းချုပ်နိုင်တယ်ပေါ့နော်ဥမာလေးဘွေးလေးလာလဲ လေးစုံမော်လီလာလဲကြီးတဲ့အရန်အရန်ကြီးတဲ့ဟာတွေကိုသေးသွားအောင်ပျောက်သွားအောင်ဟိုးတခြားနေရာကိုလွတ်ထွက်တော့တခြားနေရာကိုလွင့်လို့ရှိရင်တခြားကိုနေရာတော့လေမတိုက်ဘူးဒါပေမဲ့တခြားတခြားမြို့ကလေးသွားတိုက်နိုင်တယ်အဲ့လိုချင်းနေပြောင်းမှုအဲ့လီကိုဖျောက်ပစ်တာမျိုးအဲ့လီကိုသေးအောင်လွတ်ပစ်တာမျိုးလေးသူလုံလုံနေစွမ်းနေရှိတယ်လို့ဆိုပါတယ်ကဲဒါမစ်ဆွေများအတွက် ထူးခြားတဲ့လေကတန်းကျင့်စဉ်တစ်ခုနဲ့အမြောက်ပေးတာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။မိတ်ဆွေများလည်းလိုက်လံကြည့်ကြင်လို့ရပါတယ်။အရန်လွယ်တယ်နော်။လေဖာဝါလေးလေဆွမ်းအားတွေကတရုတ်တိုင်းကားတွေကလိုပဲကျွန်တော်တို့ရေပြီးလို့ရှိရင်ကိုယ့်ရဲ့လက်လေးတွေကိုကိုွေးကြည့်လိုက်။လေဆွမ်းအားတစ်ခုပါဝါတစ်ခုရနေတယ်လို့ခံစားရတယ်။ကျွန်တော်လည်းအခုကိုွေးကိုွေးကြည့်တယ်။လေတွေတိုက်တဲ့နေရာရောက်လို့ရှိရင်ပိုတည်တာတယ်။အဲ့တော့ကိုယ့်ခန္ဓာကိုယ်ထဲမှာကိုယ့်ရဲ့နှောက်ဖွားထဲမှာလေဆောင်အားတွေတခု power တခုစွမ်းအားတခုရနေတယ်လို့ခံစားနေရတယ်။အ အဲ့ဒီလေစွမ်းအားနဲ့ကျွန်တော်တို့ရေတယောက်ယောက်ကိုပြစ်လိုက်လို့ရှိရင်တော့အဝေးကိုသူဒီရိုင်လဲသွားနေလောက်တဲ့အခြေအနေမျိုးတွေပါဝါမျိုးတွေရှိနေတယ်လို့ခံစားရတယ်ပေါ့နော်ကရမစ်စ်မြလဲလက်တွေ့ဆက်သက်လို့ရပါတယ်ပြီးတော့အခြေအနေတစ်ခုထူးခြားသွားရင်ပေါ့မြွတ်သွားရင်လည်းကောင်းတဲ့ဘက်မှာတုံးပါလို့လဲပြောကြည့်ပါတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်မက်ဆေ့ချ်လုံးမဲ့ဆင်မြင်ကြပါစေဗျာ